ဘာမသိညာမသိနဲ့ရှောက်မရွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွနဲ့ပြိတ္တိပဲရွတ်ဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးတယ်နော်လောကကြီးကိုလိန်ညာပြီးတော့စားနေကြတာလိန်ညာပြီးတော့စားနေကြတာမန္တမန္တရားတွေစုပ်ပြီးတော့ဟောဝိဇ္ဇာလိုလိုဇောကြီးလိုလိုအဲ့လို ပုဂ္ဂိုလ်တွေရဲ့အစွမ်းတကူတွေကို လူတွေကယုံကြတယ်ရှုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ် အုံဖွတ်တော့မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးချွတ်ဆိုတာဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒီလားတိုးတော်လူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံလုံးမဲတာတွေကယုံနေတော့မဲအုံဖွတ်တွေကမရသေးဘူးအုံဖွတ်ဆိုတာတိလားဘာကြောင့်အုံဖွတ်လို့ခေါ်တာရောဗမာစကားမှာအုံဖွတ်ပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမ အခရာ၃လုံးပေါင်းထားတယ်။နော်အာရဲ့ဥရဲ့မရဲ့အဲ့ဒီ၃ခုကိုတတန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနိုင်အောင်တတန်နဲ့ထွက်အောင်ဆိုကြည့်အာဥဖြစ်သွားရယ်နော်အာဥမမကြတော့ပစ္စပိတ်အာဥဟောအဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဖရာ၃စုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာ အာကဘရမဥကဗိရှနုမာကတိဝရှိပါ